ကန်းကြီမှာရေကူးဝတ်စုံနဲ့ကြော်ညာရိုက်နေတဲ့တင်ဆောင်ဝင်းကျော်ပေါ်မထင်မှားတဲ့အပြုမူပြုလုပ်ခဲ့တဲ့မြင်မြန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစတေးအင်ဆိုင်ယာပေ့ချ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင် တင်ဆောင်ဝင်းကျော်ကတော့ပူရီတာရီရဲ့အချိုက်မင်းသမီးတလက်ဖြစ်သလိုအနုပညာလောကရရမျိုးသားတယောက်ဆောင်ရတောင်မှကြွေရကြောင်းဝန်ခံထားကြတာဖြစ်ပါရယ်ပြီးခဲ့တဲ့ရက်မှာတော့တင်ဆောင်ဝင်းကျော်နဲ့အတူတူမြင်းမြတ်ကကန်းစီတစ်ခုမှကြော်ညာသွားရိုက်ခဲ့တာဖြစ်ပါရယ်ကန်းစီမှာကြော်ညာသွားရိုက်ရတာဖြစ်တာကြောင့်တင်ဆောင်ဝင်းကျော်ကရေကူးဝစ်စုံလေးနဲ့ဝစ်စင်ထားခဲ့တာပါတင်ဆောင်ဝင်းကျော်ကတော့ သူ့ရဲ့ထုံးစံအတိုင်းအရာကိုပွင့်လင်းမြင်သာအောင်အရာရာကိုခြားထပြီးတော့ဝတ်ဆင်ထားတာဖြစ်တယ်။အခုလိုခြားပြတာကြိုက်တာကြောင့်လဲ ဂျော်ညာလုံငန်းရှင်တွေကငားကြတာဖြစ်ပါတယ်။ဂျော်ညာအတွက်အကောက်တွေလည်းကားရတာဖြစ်ပြီးတော့ကန်းဂျီမှာပက်ပြေးရတဲ့အခန်းတွေလည်းပါပါတယ်။သင်ဆောင်ဝင်းကျော်ကရေကူးဝစ်စုံလေးနဲ့အမေရလည်းကနေခဲ့သေးတာဖြစ်ပါတယ်။သင်ဆောင်ဝင်းကျော်တယောက်တည်းရေကူးဝစ်စုံနဲ့ရိုက်နေတဲ့အချိန်မှာမြင်းမြက်ကဘေးရနေပြီးတော့ထိုင်ကြည့်နေခဲ့တာပါ။သင်ဆောင်ဝင်းကျော်ကအဖြူရောင်ရေကူးဝစ်စုံလေးကိုဝတ်ပြီးတော့ရိုက်တဲ့အချိန်မှာလည်းလေရအရန်တိုက်နေကြတာဖြစ်ပါတယ်ဝီတာရက်စကတ်တိုလေးကလေတိုက်တာကြောင့်လွင့်နေကြတာဖြစ်ပါတ ရင်ဒါကြောင့်မို့ပေါ်တော့မလို့အနေထားတိကိုဖြတ်သွားခဲ့ရပါအခုလိုအချိန်မှာမြင်မြန်ကမျက်နှာလွဲပေးထားမှာဖြစ်ပေမဲ့ထိုင်ကြည့်နေခဲ့မိရပါလေတိုက်တာကြောင့်စကဲလွင့်သွားတဲ့အချိန်မှာလည်းမျက်နှာမလွဲပေးဘဲနဲ့ရီမိနေခဲ့တာဖြစ်ပါတယ်လေတိုက်နေတဲ့နေရာမှာစကဲအတော်လေးနဲ့အလုံးရှုံနေတဲ့တင်စာဝင့်ကျော်ကိုကြည့်ပြီးတော့ရီမိနေတာဖြစ်ပါတယ်တချို့ကလည်းမြင်မြန်ကတင်စာဝင့်ကျော်ကိုမယုံမသားကြည့်နေတာဆိုပြီးတော့ပြောဆိုနေကြတာပါမြင်မြန်က မိန်းကလေးတွေနဲ့ရှုပ်ရှင်းရှိရဲဆိုတဲ့သတင်းတွေကိုလည်းထွက်ခဲ့ပေါ်လာကြောင်းအခုလိုတွေပြောဆိုနေကြတာဖြစ်ပါတယ်။ဒါရိုက်တာတယောက်ကလည်းမြင်းမြတ်ကရှုတင်နေမှာဆိုအရှုပ်စရာတွေရှိခဲ့ပူးတယ်ဆိုပြီးတော့ပြောခဲ့ပေါ်လာကြောင်းမိန်းသားတယောက်အနေနဲ့အခုလိုကြည့်နေတာကလုံးဝကိုမဖြစ်သင့်ဘူးဆိုပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်။အဲဒီရှုတင်မှာမြင်းမြတ်ရဲ့ဇနီးဖြစ်သူကိုရိုင်းလည်းလိုက်လာခဲ့တာဖြစ်ပါတယ်။သင်္ဆောင်ဝင်းကျော်နဲ့ကန်းစီအထိသွားပြီးတော့ရိုက်ရမယ်ဆိုတာသိတာကြောင့်ဇနီးဖြစ်သူကလည်းတခါလေးလိုက်လာခဲ့ ဲ့တာပါသူတယောက်တည်းမဟုတ်ပဲသားနဲ့သမီးတို့ပါ ခေါ်ပြီးတော့ကန်းကြီးကိုလိုက်လာခဲ့တာဖြစ်ပါတယ်ဂျော်ညာရဲ့တဲ့အချိန်မှာမြင်းမြက်ကစိတ်နှောင့်ယှက်ဖြစ်မှာဆိုရင်လည်းအတွက်ဘေးမှာထိုင်ကြည့်မနေပေမဲ့အဲ့ဒီကန်းကြီးမှာကလေးနဲ့အတူတူရှိနေတာဖြစ်ပါတယ်မိမအရှုပ်ရှင်ပြဿနာတွေရှိရလို့အတန်ထွက်ပြီးကလေးကမိမဟုတ်သွားလေရနေရကိုခေါ်သွားတတ်တာဖြစ်ပါတယ်စနေဖြစ်သူယုံကြည်အောင်နေထိုင်ပါတယ်ဆိုပြီးတော့ခြားပြချင်တာကြောင့်ဖြစ်ပါတယ် မြမြဲဇနီးဖြစ်သူကအနေထိုင်ရန်ကို AC တည်ငြိမ်လွန်းသူပါမီဒီယာရှေ့မှာဆိုလဲထွက်ရတာမကြိုက်သလိုဖွင့်တတာလည်းမကြိုက်ပါဘူးအဝယ်စားဝယ်ရင်လည်းရိုးရိုးရှင်းရှင်းသာဝတ်ဆင်တာဖြစ်ပါတယ်ဒါအပြင်မြမြဲလိုပဲဇနီးဖြစ်သူက ပကာသနာလည်းမရှိပါဘူးကန်းကြီးကိုကြောင်ညာရိုက်ဖို့လာတဲ့အချိန်မှာလဲလမ်းမှာဆိုင်တီတီလေးမှာထမင်းဝင်စားကြပြီးတော့ဘာပကာသနာမှမရှိတာကြောင့်လူများတောင်မှအံ့ဩနေကြတာဖြစ်ပါတယ်မြမြဲကတကယ်ကိုရိုးရှင်းပြီးတော့အနေထိုင် AC ရဲ့ဇနီး ည်းကိုရရှိထားတာပါ။ဒါကြောင့်မို့မင်းသမီးတွေနဲ့တွဲဖက်တရုတ်ဆောင်ချိန်ဆိုရင်လည်းမြင်မြတ်ကဇနီးဖြစ်သူကိုအာမနာရပဲလွလွလပ်လပ်သာတရုတ်ဆောင်နေရတာဖြစ်ပါတယ်။ပရိသတ်ကြီးရောတွဲဖက်တရုတ်ဆောင်နဲ့မင်းသမီးအပေါ်မှာပြုမှုတဲ့မြင်မြတ်ရဲ့အပြုမှုကိုသဘောကျလားဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းစတေရီရဲ့မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်ဆောင်တွေ့ရအောင်ပါ။အားလုံးပဲ like and share လေးနဲ့ 阿比多阿扎瓦奥